ူတင်တော့ဆိုလဲတာပြိုင်ပြီးလမ်းအနေလာခဲ့ရတယ်ဒီငင်းချမ်းချင်းအရာတာအချမ်းဖက်တွေဒီနေရာမှာကြည်ချင်းအရာတာပြူတွေအလောက်တော်ရွှင်နေရဆိုတာကိုမြင်စေချင်လို့ပါဗျာနော်အော်မြင်စေချင်လို့အနောက်မှာသူ့ရဲ့ခိုင်းဘက်ခိုးတွေကပြူတူပြတော့မှာအော်တောက်တောက်တောက်တာဖင်ဝင်ချမှာဆိုလို့ကြောက်တာကြောက်တာဖြစ်နေကြသလိုဖြစ်နေကြတယ်အေးချမ်းတာအေးချမ်းတာအဲ့လောက်ကြီးအေးချမ်းတာ အဲအဲမျိုးရအားလုံးမင်္ဂလာပါဗျာဟုတ်ကဲ့ကျွန်တော်အဲတောင်ကြီးမှာလို့အေးချမ်းရတော့ဖျက်ရတော့ဝင်ကြည့်ထောင်းတော့ပြင်ဝင်ချောင်းအောင်မယ်ဆိုတော့ဟမ်ငပောက်ရဲ့ဖြစ်နေတာဘွာမကြည့်တော့ပောက်ကိုတော့လို့ခေါ်တဲ့ဒီစစ်တပ်လက်ကင်တော့ငပောက်ခေါ်ပောက်ကတုံးကဒီတင်ကန်းကိုခေါင်းမူးချုပ်ပြီးတော့ဟိုသူ့ကိုသူမာဖီးယားမာဖီးယားလိုလိုဂိုင်းသသားလိုလိုလူမိုက်ခေါင်းဆောင်လိုလိုနဲ့လုံကြုံရေးလှဲ့နေတာဗျာ မှာသင်ကန်းကိုခေါင်းမှုထုံပြီးတော့အဲ့တော့ဒီနေရာမှာပြောချင်တာကအဲ့ဒီပောက်ကိုတော်တို့เนาะငါရငါကိုတော်တို့ဘာတို့ညာတို့အကုန်လုံးပေါ့เนาะအဲ့တော့ဒီတက်တက်သေးကိုဒါထက်သေးကိုဝင်ဝင်လိုက်တော့เนาะသင်ကန်းကိုချုပ်ပြီးတော့ယူနီဖောင်းပေါ်လိုက်တော့အဲ့ဒီခါကျရင်เนาะကျွန်တော်ငါတို့ပြေတူလူတို့ကလည်းဆဲเสียရရှိတာလွတ်လွတ်လပ်လပ်ဆဲလို့ရတယ်เนาะတက်เสียရရှိတာလည်းလွတ်လွတ်လပ်လပ်တက်လို့ရတယ်ဗျာခုဟာကကြည့်အောင်သာသနာနဲ့ဘလို့မှလည်းမအဆက်ဘူး နော်တင်ကန်းကြီးကိုကောင်းမှုချုပ်ပြီးတော့သူ့ကိုယ်သူမာဖီးယားလိုလိုဂိုင်းစတားလိုလိုလူမိုက်ကောင်းဆောင်လိုလိုနဲ့လူတွေတိမ့်တောင်းချီရှိတဲ့ပွဲတော်ထဲမှာလမ်းလျှောက်သွားလာနေတယ်မင်းခြုံထားတဲ့တင်ကန်းမှာအမနာမနေ့ကလည်းဒီငပေါက်ကဘာပြောဆိုတော့ကိုစီနေတဲ့မြင်းကြံဗလက်တိုက်ကားဖွဲ့ကဘုံမိုက်ခဲနဲ့နှစ်ယောက်ပေါင်းပြီးတော့အလှခံတယ်ရတဲ့ဟာတယောက်တော့ဝက်စားတယ်ချက်တင်ကန်းဟိုမှာအမနာမဟုတ်တာကြီးကိုပြောရဲတဲ့ပါဇက်စဉ်းစားကြည့်ဒါထတန်ကလားဒါဖုံးကြည့်လား အစင်းသားကြီးပေါ့ဘယ်ကဘုံကြီးအကိုမေကိုလို့အေချုံဝလာအဲ့တော့ငါတို့ကပြောချင်တာကတီသူကိုအကျမ်းဖက်နေတဲ့ကောင်းနေနဲ့အဲ့ဒီအကျမ်းဖက်ကောင်းတွေကိုဘောလိုက်စုတ်နေတဲ့ကောင်းတွေပေချင်းစိုးနဲ့ပေးပါစီအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရှမ်းပြည်နယ်တောင်ကြီးတစောင်းတိုင်ဘွဲမှာလုံကြုံရေးအပြည့်နဲ့ရောက်ရှိနေတဲ့ပောက်ကူတော်အားကိုစီစုံမလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ တခိုးကြခိုးလူတက်မတိန်လူမိုက်တွေနဲ့စုဖွဲ့ထားတဲ့လူရန်ကားတွေနဲ့လူမိုက်ဟုတ်ပါဘူးလူရန်ကားတွေနဲ့စုဖွဲ့ထားတဲ့ငပောက်တို့ရဲ့နော်ပြူစောတိအဖွဲ့တောင်ကြီးတစောင်းတိုင်းကိုတွားပြီးတော့ပြည်သူကိုဘလို့ဝါဒဖြန့်လဲဆိုတာကျွန်တော်ပြမကြည့်ပါဘူးအမေဗျာမျိုးတွေအားလုံးမင်္ဂလာပါဗျာဒီနေ့က2ရက်17လပိုင်း2025ထဲမှာ25ဖြစ်ပါတယ်ဗျာဒါအခုဦးသိရောက်နေရတော့တောင်ကြီးကိုရောက်ရှိနေပါတယ်ဗျာเนาะတောင်ကြီးမှာ ြောချင်တာကတော့တိမာတာရမ်းစီတယ်ဗျာเนาะတော်ကြီးကိုဒါသူတင်းတို့ဆိုလဲဒါပြိုင်ပြီးလမ်းအနေလာခဲ့ရတယ်ဒီငိမ့်ချမ်းချင်းအရာတာချမ်းဖက်တွေဒီနေရာမှာကြည့်ချင်းအရာတာလားပြူတွေအဲ့တော့ရွှေနေရယ်ဆိုတာကိုမြင်စေရင်လို့ပါဗျာเนาะအော်မြင်စေရင်လို့အနောက်မှာသူ့ရဲ့ခိုင်းဘက်ခိုးတွေကပြူပြူပြတော့မှာအော်ကြောက်ကြောက်လဲကြောက်တာပြင်ဝင်ချမှာဆိုလို့ကြောက်တာကြောက်တာဖြစ်နေကြသလိုဖြစ်နေကြတယ်အဲအေးချမ်းတာအေးချမ်းတာအဲ့လောက်ကြီးအေးချမ်းတာ အဲအဲ့အဲ့တော့မင်္ဂလာပါဗျာဟောကျွန်တော်အဲတောင်ကြီးမှာလို့အေးချမ်းရတော့ဖျက်ရတယ်ငါဝင်ကြည့်ထောင်းတော့ပြင်ဝင်ချအောင်မယ်ဆိုငါပေါ့ရဲ့ဖြစ်နေတာကွာမကြည့်အောင်အနောက်ကနေလူတွေကြည့်အောင်နော်စပြောအဲဥစဉ်ကိုတိုင်းလဲတောင်ကြီးတို့ဒါပထမဦးဆုံးသွားပဲရောက်ခုတော့ဗျာနော်ရောက်ခုတာဖြစ်တဲ့အကြောင်းပြည်သူများအကျန်းဖက်တွေရှိအကျန်းဖက်တွေနဲ့အတူရောနေတဲ့ပြည်သူတွေပေါ့နော်ပြည်သူအချို့ဒီမိုးကုတ်တို့နေရာတွေကြတွေမှာ ਨੇ ဒီလို မြင်းကြီးရဲ့အရာတော်ကိုမြင်စေခြင်းတဲ့အတွက်ကြောင့်ဦးစင်းကိုတိုင်းမဲ့တာလာရောက်ပြီးမှကြာချင်းဖြစ်ပါလေတာနော်ဒါကြောင့်မလို့ဒီတော်စုမပြိုခွဲတိုင်းသားစီလုံးညီညွတ်မှုဆိုရဲ့အရာတာဒီအရာတော်ကိုလည်းအလုံးကောင်းကောင်းကြီးအခမ်းသာစေခြင်းတဲ့အတွက်ကြောင့်ဦးစင်းရတာကြာချင်းဖြစ်ပါလေတာနော်အချို့ကလည်းပြောတယ်ဘုရောအကြောင်းတရားနေပဲဩနေတယ်အဲ့ဒီလိုတောင်ကြီးတစ်ဆောင်တိုင်းမှာအဲ့လိုအေးအေးချမ်းချမ်းလှုပ်လို့ရတာဒီ အဲ့ဒီတောင်ကြီးဒီဇိုင်းကိုဘလူကစိုးမိုးထားလဲအဲ့ဒီတောင်ကြီးဒီဇိုင်းတိုင်းနယ်မြေကိုဘသူစိုးမိုးထားလဲမင်းတို့စစ်တပ်စိုးမိုးထားတာမဟုတ်ဘူးလားစစ်တပ်စိုးမိုးထားတဲ့ဒေသမှာအဲ့ဒါလို့အေးချမ်းနေတာဘသူတွေမစော်လို့လဲစော်လို့မရလို့မစော်တာလားစော်လို့ရရဲ့တားရဲ့အဲ့ဒီပြည်သူတွေထိခိုက်မှာစိုးလို့မစော်တာလားအဲ့ဒါအပြေရှင်းနေတယ်နော်မင်းတို့ကလေမင်းတို့ခလေးကလားအထာနဲ့စောက်ပိန်းအောင်နောက်နေတယ်မင်းတို့စောက်ပိန်းတွေကိုပဲမင်းတို့ဆွဲလို့ရတယ်တိလား အတိတရားပြည့်တဲ့လူတွေကိုမင်းတို့ကြိုက်တော့ဆိုရင်ငါပေါ့နော်ဒီမှာကြည့်ရအေးချမ်းနေနော်တောင်ကြီးတစ်ဆောင်တိုင်းစီကားနေတယ်ဒါစစ်ကုန်မရှိတဲ့ဒေတာတွေမှာအေးချမ်းချင်းရရတာကိုခံစားရတာတာမန်ကြည့်လိုက်မယ်ဆိုဟုတ်ဒီပတ်ဒီပဲအဲ့ဒီဒေတာမှာစစ်မဖြစ်တာဒီဘယ်သူမပြစ်လို့လဲအခုစစ်ဖြစ်နေတဲ့ဒေတာတွေမှာပြစ်နေတာဒီမင်းတို့စစ်တပ်ကသွားပြစ်လို့လေအခုအဲ့ဒီတောင်ကြီးတစ်ဆောင်တိုင်းကိုတော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ဒေတာမှာလုံကြည့်မင်းတို့စစ်တပ်ကအဲ့တိုင်းကြည့်နေမှလားလေရင်နဲ့ဘုံလာကျဲမှလား အဲ့ဒါအဖြစ်ပဲအဲ့တော့ဒီနိုင်ငံမှာစစ်ပြေဖြစ်နေရတာဒီဘသူတွေလိုက်ပစ်နေလို့လဲဘသူတွေဒုက္ခလိုက်ပေးနေလို့လဲအခုစစ်တပ်ကစုံမိုးထားလို့စုံမိုးထားတဲ့နေရာမှာတောင်ကြီးတစံတော်ကိုကျင်းပတယ်မင်းပြောသလိုပြစ်မဲ့ခတ်မဲ့လူမရှိဘူးအဲ့ဒါတော်လိုင်းဘက်ကလူတွေလူစိတ်ရှိလို့မဖြစ်လို့လေဟောဒါငါတို့နိုင်ငံရဲ့ပြည်သူတွေစစ်ခွေးတွေထိချိပေမဲ့တရားမျိုးပွဲတွေမှာသွားပြီးတော့ထိခိုက်ထိုင်ရရလို့မရဘူးပြည်သူတွေထိခိုက်ဝါမယ်ဆိုတဲ့ဟာနဲ့ တော်လိုင်းဘက်ကလူတွေဘာမှမလုပ်လို့လေတော်ကြီးဆောင်ပိုင်းနီးနီးလေးဟာယူမင်းတို့လုံကြုံရေးဘယ်လောက်ချထားနိုင်မလဲတဝဆော်လို့ရတယ်အဲ့အဲ့အခင်းထဲမှာအုံလောက်ထချမ်းကွဲပေါင်းအများကြီးမလုပ်နဲ့တပူလုံးအောင်ပဲလုပ်ကြည့်ဘလောက်ပတ်လဲအကြေမဟုတ်ဝမ်းလဲလွယ်လွယ်လေးငပဒါပေမဲ့အဲ့ဒါမင်းတို့မင်းတို့ကလေမင်းတို့ကတော့ဝါရဖြန့်တာဒါပေမဲ့မင်းတို့ဖြန့်တဲ့ဝါရနဲ့ပဲမင်းတို့ပြန်ပတ်မှာ ။ဘာဖြစ်လို့လဲဒီ data မှာမင်းတို့စစ်မှတ်စိုးမိုးထားတဲ့ data မှာလူတွေနေလို့ရတယ်ဆိုတော့ online ဘက်ကလူတွေဘာမှမလုပ်လို့လေ။အခုအဲ့ဒီသံတောင်တိုင်းကို online အင်အားစုရဲ့ထိန်းချုပ်စိုးမိုးထားတဲ့ data မှာလုပ်ကြည့်။မင်းတို့စစ်တပ်ကအဲ့တိုင်းကြည့်နေမှာလားလို့။အဲ့တော့ပြည်သူပေါ်ကိုအကြမ်းဖက်နေတာဘယ်သူလဲအဲ့လားအဖြေပဲ။ပြင်လာစိုက်တလောက်မင်းတို့ဝါရပြန်မင်းတို့ကမဟုတ်တာလုပ်ထားတာဖြစ်တဲ့အတွက်မင်းတို့ဝါရပြန်လေမင်းတို့ရဲ့အဖို့ကပေါ်နေပဲ။နော်အဲ့လားအဖြေပဲ။ ်တိလားတောင်းနေရနေပဲပြောပြောဦးစင်းဒီလိုနေရာတိုင်းမှာပေါက်ကိုတော့ရောက်ရှိပါတယ်ဗျာနော်ပေါက်ကိုတော့ဒီတိုင်းမီငါပေါက်ကိုရေဖင်ကောင်းမကျပါတော့နေ့နောက်ကနေ့တစ်ပတ်တူတစ်ချက်လက်ကြည့်ဟုတ်ဟုတ်မမဒရုံမမမပပပတောင်းမလို့ထွက်လာမဲ့ဒရုံဖြစ်နေတယ်ဟိုမှာအနောက်ကိုကြည့်အောင်ကိုတစ်ဖက်တွေကိုဘလို့လဲလို့ညီငိမ့်ချမ်းအေးချမ်းစေချင်တာပဲတရားအင်တာစီလုံး ကျင်တာပဲတည်တာပေါကူရောဒီမှာဘာလို့ပြောနေရလဲအခုလို့နောက်မှမရှိသေးတယ်ပေါကူရောမကြည့်မကြည့်ဒီကောင်ကိုလိုက်ကြည့်တယ်မကြည့်လည်းတည်ရဲ့ဒါပေမဲ့ကိုတိုင်းကတည်းကအများဆုံးငြိမ်းချစေချင်တယ်အများဆုံးအေးချမ်းစေချင်တယ်ဒါကြောင့်မလို့ဦးစင်အားဒီလိုငြိမ်းချရင်အေးချမ်းရင်ဒီလိုနေရာမျိုးတွေမှာဒီလိုငြိမ်းချတဲ့အရာတော်ကိုတည်စေချင်တဲ့အတွက်ကြောင့်တချို့ဒီလိုတောင်တိုင်းလားပညာတွေမှာနေရာမုံမုံမုံခဏ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 အခုအဲ့ဒီတောင်ကြီးတောင်တိုင်းနေရာကတကယ်ငြိမ်းချခြင်းအစစ်မှန်ရတာ ငိမ့်ခံနေလို့ငိမ့်နေတာလားငိမ့်ချမ်းခြင်းအစစ်မှန်ကိုရတယ်မြန်မာပြည်မှာငိမ့်ချမ်းတယ်ဆိုတဲ့ဒေတာငါ့ကိုပြဘယ်ဒေတာငိမ့်ချမ်းတယ်စစ်တပ်ကိုလက်မခံဘူးစတင်လိုက်တာနဲ့အဲ့ဒီဒေတာပြပုံဖြစ်တာလေအဲ့ဒါငိမ့်ချမ်းတာမဟုတ်ဘူးအဲ့ဒါငိမ့်ခံနေရတာငိမ့်ချမ်းတယ်ဆိုတာလူခွေအပြည့်ဝရမယ်လူတယောက်ကရပ်ပိုင်ခွင့်မွေးရပါအခွင့်အရေးဆိုတာရှိတယ်အဲ့ဒီမွေးရပါအခွင့်အရေးအဲ့ဒီတောင်ကြီးတောင်တိုင်းမှာအပြည့်ဝရတာ ျော်ပွဲရှင်ပွဲလူစီကောင်လှုပ်ပြပြီးတော့ဒါဟာငိမ့်ချမ်းနေပါပြီဆိုပြင်ခံလိုက်အမတိလားဟမ်မနေ့ကလည်းမင်းခြုံထားတဲ့တင်ငန်းမှာအမနာမနေ့ကလည်းဒီငပောက်ကဘာပြောဆိုတော့ကိုစီနေတဲ့မြင်းကြံဗလက်တိုက်ကားဖွဲ့ကဘုံမိုက်ခဲနဲ့နှစ်ယောက်ပေါင်းပြီးတော့အလှခံတယ်ရတဲ့ဟာတယောက်တော့ဝက်စားတယ်ချက်တင်ငန်းအုံမှာအမနာမဟုတ်တာယူပြောရတဲ့ပါဇက်စဉ်းစားကြည့်ဒါထတန်ကလားဒါဖုံးကြည့်လားအစင်းစားကြည့်ပေါ့ဘယ်ကဖုံးကြည့်အကုန်မေကိုလို့အရေချုံလား လှုပ်ရှားလို့ကောင်းနေလို့တင်ငန်းကိုအရေးထုံထားတာအောက်တန်းစားအခုလက်ကြည့်လိုက်ဝါရဖြတ်နေတာမတိလို့ရှိရင်မင်းပြောတဲ့သကောင်ပညာမဲ့စောက်ပိုင်းတွေပဲယုံမယ်သိလားအောင်းနောက်ရှိတဲ့ကောင်ဘယ်ကောင်မှလက်မခံဘူးဘာဖြစ်ဆိုငိမ့်ညံ့တာမှမဟုတ်တာငိမ့်ခံနေရတာလေဟမ်ငိမ့်ချမ်းတဲ့ဆိုတာလူတယောက်ကမွေးရပါအခွင့်အရေးအပြည့်ဝရနေပြီဒါအဲ့ဒီတက်မှာဟမ်အေရီတိုင်းငိမ့်ချမ်းတဲ့စစ်ပွဲမဖြစ်ဘူးတဲ့အဲ့ဒီအေရီတိုင်းမှာအခွင့်အရေးအပြည့်ဝရနေတာလားအောက်ကြီးကစပြီးတော့ဒီမင်းတို့စစ်ခွေးဘက်အချမ်းအကောင်တွေ ဖိဝက်လက်မြို့နယ်မောက်ကရီရွာကိုစစ်တပ်ကထပ်မံဝင်ရောက်စီးနင်းပြီးပြည်သူများကိုဖမ်းဆီးထားမှုမြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုပြည်သူတအူးတန်ရာရ စကိုင်းတိုင်းဝက်လက်မြို့နယ်မောက်ကလေးရွာကိုအကြမ်းဖက်စစ်တပ်ကထပ်မံဝင်ရောက်စီးနင်းပြီးပြည်သူများကိုဖမ်းဆီးထားကြောင်း World Informational Network မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည့်ယနေ့နိုဝင်ဘာလ၄ရက်နေ့နံနက်ပိုင်းစောပိုင်းတွင်ဝက်လက်မြို့နယ်ရွာသားကြီးရွာမှထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်မောက်ကလေးရွာကိုတနက်များပစ်ဖောက်ကထပ်မံဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထို့သောအကျန်းဖတ်စစ်တပ်စစ်ကြောင်းဝင်ရောက်လာချိန်တွင်လေကွင်းအတွင် ရေသွင်းနေသည့်ပြည်သူများဖမ်းဆီးခံရခြင်းဖြစ်ပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းထို့ပြင်သခိုင်းမြို့နယ်စားတောင်ရွာမှထွက်လာသောအကျန်းဖတ်စစ်သားကလည်းမောက်ကလေးရွာထဲမှစစ်သားများနှင့်လာရောက်ကူးပေါင်းထားကြောင်းသိရှိရသည်စစ်ခွေးစစ်ကြောင်းကနနက်အစောပိုင်းကြီးဝင်လာတာဆိုတော့ ပြည်သူတွေကမတိလိုက်တာစစ်ခွေးတွေတနက်ပြဖောက်မှတီးတော့ပြေးချိန်မရလိုက်ဘူးပြည်သူဘနအူဖမ်းဆီးခံထားရလဲဆိုတာတော့မတိသေးဘူးစစ်ခွေးတွေရှိနေသေးတယ်မနေ့ကလည်းပြည်သူတွေဖမ်းဆီးခံရသေးတယ်အဲဖမ်းဆီးခံရသူတွေကိုရွာသားကြီးရွာတဲကိုခေါ်သွားတယ်လို့သိရတယ်ဟု World Informational Network မှ တာဝန်ရှိသူကပြောဆိုသည် အလားတူနိုဝင်ဘာလ3ရက်နေ့ကလည်းရွာသားကြီးရွာမှထွက်လာသော အကျန်းဖက်စစ်သားများသည်မောက်ကလေးရွာကိုဝင်ရောက်စီးနှင်ပြီးပြည်သူ၄၀ခန့်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည်ထို့ပြင်ပဲခူးတိုင်းမူမြို့နယ်တွင်ရှိကြီးရွာများကိုအကျန်းဖက်စစ်တပ်ကလက်နက်ကြီးများပစ်ခတ်ခြင်းကြောင့်ပြည်သူတအူးထိခိုက်ဒဏ်ရာရှိကာနေအိမ်တလုံးပျက်စီးခဲ့ကြောင်းမြို့ဗဟိုက ထုတ်ပြန်ထားသည် အော်တိုဘာလ30ရက်နေ့ည9:30နာရီ30မိနစ်ခန့်တွင် အကျန်းဖက်စစ်တပ်၏ခမရ990တရင်မှ အောင်ချမ်းသာကြီးရွာအတွင်းကို87မမလက်နက်ကြီးနှစ်လုံးဒီချမ်းမြကိုရက်ွက်တူရက်ွက်တာပြည်သူတွေကငိန်ခံနေလို့ငိန်နေတာလားအဲ့ဒါကိုထည့်ပြောအဲ့ဒါငိန်ချမ်းတာနဲ့ငိန်ခံတာနဲ့ကိုမင်းတို့ပွဲပြအောင်လို့စောက်ပိန်းတွေတိလားနော်ပထွေးကိုပထွေးအတွက်လဲဝါရဖြန့်ခြင်းနဲ့ ိုဖြင်းတဲ့ဝါဒကိုဖြင်းပြန်ချကန်ဒီမှာဆိုတော့မတိနဲ့မင်းကပညာမဲ့ငပောက်နော်မင်းကမတ်တေရွှေသားရွှေကြံငပောက်အဲ့နေရာတိုင်းဒီမှာလှုပ်ချင်တယ်ဒါပေမဲ့အကျန်းဖက်တွေရှိတဲ့အတွက်ကြောင့်မငင်းချမ်းလို့မေးချမ်းလို့မလို့ရဘူးကြာဟုတ်တယ်အကျန်းဖက်တွေရှိလို့မအေးချမ်းတာနော်ဥမာတရင်ကျုပ်စီမီတပိတ်ဆိုပြီးတော့မီးထွန်းတယ်လေဘာပဲလုပ်လို့လဲဒါစီစီမီထွန်းနေတာလေတီတူတွေလေဘုံကျဲချတယ်လေအခုတစောင်းတိုင်းတစောင်းတိုင်းကိုတော်လှန်ရေးစိုးမိုးထားတဲ့နယ်မြေမှာလှုပ်ကြည့်လေ ဲ့စစ်တပ်ကထိုင်ကြည့်နေတာအဲ့ဒါအဖြစ်ပဲအဲ့တော့ပြည်သူကိုဒုက္ခပေးတာဘာလို့လဲအဲ့ဒါရှင်းနေတယ်ဘာမှမရှင်းပြစရာမလိုဘူးဟုတ်တယ်မလားအဲ့တော့မြေပြင်မှာပြည်သူကိုဒုက္ခပေးနေတာဘာလို့လဲပြည်သူတွေရှီမန်တီရဲ့သားနဲ့ဘုံကျဲပါရာမော်တာနဲ့ဘုံကျဲဝိုင်တွဲနဲ့ဘုံကျဲ MI35 နဲ့ဘုံကျဲမျိုးစုံဘုံကျဲနေတာဘာလို့တွေလဲအဲ့ဒါအဲ့ဒါအကျံဖက်တွေပဲရှင်းနေတယ်အဲ့တော့အကျံဖက်ကဘာလို့လဲဟုတ်တယ်မလားအဲ့တော့ငါတို့ကပြောချင်တာက ခီသူကိုအကျမ်းဖက်နေတဲ့ကောင်းတွေနဲ့အဲ့ဒီအကျမ်းဖက်ကောင်းတွေကိုဘောလိုက်စုတ်နေတဲ့ကောင်းတွေပေချင်းစိုးနဲ့ပေးပါစေငါတို့လို့ရင်ငါတို့ထိမင်းတို့လို့ရင်မင်းတို့ထိရှင်းရှင်းလေးပဲနော်ကပောက်ကြိုက်တယ်လို့ပြောတိလားရင်ကြံအေးချမ်းတဲ့နေရာမှာတော့ဒီအရာတော်တာကြည်ဆိုတော့ဒီလူများအားလုံးဒီစီချင်းတွေကြောင့်ပေါ့ကတော့ဒါရိုက်ပြခြင်းဖြစ်ပါတယ်ဗျအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ဘေးရှင်းကြပါစေလို့မြန်မာနိုင်ငံကြီးလည်းအများဆုံးငြိမ်းချမ်းပါစေဗျ ခိုးသက်ကနတ်စကားထွက်လာတော့မြန်မာနိုင်ငံအញ្ញံဆုံးငြိမ်းချမ်းပါစေပြည်သူအနိုင်ကျင့်ဒုက္ခပေးနေတဲ့ကောင်တွေကိုမြှောက်ထိုးပင့်ကိုလိုက်မဲဆိုစည်းရုံးဝါဒဖြန့်နေတဲ့ကောင်ဗဇက်ကထွက်တဲ့စကားစဉ်းစားကြည့်လို့ကြာလောကကြီးမှာတကယ်ဘလို့စိတ်ပြည့်စရာကောင်းလဲစဉ်းစားကြည့်နော်တိရငါပေါ့အဲငြိမ်းချမ်းပြီဆိုရင်အဲ့ဒီအဲ့တောင်ကြီးတစ်ဆောင်နဲ့ကိုယ်ကပတ်ပြေးနော်ပတ်ပြီးတော့ဖင်လိုက်ခံရေရောမခံနဲ့ငါပေါ့ဒီလားဟမ်မတ်တေရှိကကလေးကကြက်ကပြောမဟုတ်ကဟုတ်ကပြော အဲလူတစ်ဖက်သားပေါ့မဟုတ်မမှန်ဆွတ်ဆွဲပြောတင်တိုင်းရှောက်ပြော မတ်တိတ်ရွှေမင်းမေမတ်တိတ်ရွှေမင်းကိုမဆုံးပါဘူးနေမဟုတ်လားငါပေါ့ဟမ်အခုတည်းတဆောင်နိုင်ရအပြန်တတိတော့ထားပါကွာအဲ့ဒါပဲကျွန်တော်ပြောနေတာအဲ့ဒါပဲတွေ့တယ်မလားဒီကောင်နေကအဲ့ဒါကိုကောင်းကောင်းလုပ်တာဒါကြောင့်မလို့ပြည်တွင်းမှာနေတဲ့သူတွေအနေနဲ့တော်လှန်ရေးလုပ်เสียမလိုဘူးဒါပေမဲ့ကိုအန်နေကိုကိုကြည့်ရှောင်းကိုအတက်ကိုကိုကောက်ွယ်ဒါပေမဲ့ရန်သူအပင်းဖြစ် မလုံးနဲ့အပျော်ပါးတွေရှော့ကြမှာကျွန်တော်တို့ပြောတာအဲ့ဒါကိုပြောတာဒီကောင်လေးကခမားတို့အဲ့ဒီပျော်ပါးနေတဲ့ပုံရိပ်ကိုယူပြီးတော့ဖာကြမှာဟာတို့ရဲ့အုပ်ချုပ်မှုအောက်မှာတိုင်းပြည်ကအေးချမ်းနေတယ်ဒီမှာကြည့်လန်စစ်ကောင်မရှိတဲ့မခေါ်တဲ့ဒေတာတွေမှာဒီလိုမျိုးအေးချမ်းနေတာဆိုပညာမဲ့ငပိဆိုပြီးတော့တို့ပြောတဲ့စကားကိုယုံလိုက်မယ်လေကိုအုံနောက်နဲ့ကိုစဉ်းစားတတ်တဲ့ကောင်ဆိုရင်ကျွန်တော်ပြောတယ်လို့စဉ်းစားမှာပဲဒါဒီတကယ်ငြိမ်းချမ်းခြင်းအစ်စ်မှာငြိမ်းချမ်းနေတာလားငြိမ်ခံနေတာလို့ငြိမ်နေတာလား ဟမ်ပျော်ပွဲတစ်ခုရွှင်ပွဲတစ်ခုရှိတာနဲ့အဲ့ဒီကငိမ့်ကြံတယ်လို့တတ်မှတ်လို့ရသေးလားငိမ့်ကြံရေးကိုတတ်မှတ်တယ်ဆိုတော့ပါအဲ့ဒီတည်းမှာပျော်ပွဲရွှင်ပွဲလုပ်နေငိမ့်ကြံရေးလားဟုတ်လားအဲ့ဒါလက်နက်ကိုင်တွေဒေတာတွေမှာဟိုလူမျိုးနိုင်ငံတွေမှာလည်းခုနကဖြတ်ပုတ်တက်နေဒေတာမှာပျော်ပွဲရွှင်ပွဲရှိတာပဲအဲ့အဲ့ငိမ့်ကြံပြီလားငိမ့်ကြံခြင်းအစ်စ်မှန်ဆိုတာလူတယောက်ရဲ့အခွင့်အရေးဘလောက်ရလဲအဲ့ဒီဒေတာမှာအဲ့ဒါမူတည်တယ်လူတယောက်ကမွေးရပါအလူအခွင့်အရေးဆိုတာရှိတယ်ဘာစနစ်ပဲကျင့်လို့ကျင့်လို့ဒီမိုကရေစီမှမဟုတ်ဘူးเนาะလူမှန်တဲ့အတွက် ဘဏဝါအားလုံးထဲမှာလူဒီအမြင့်မြတ်ဆုံးအမြင့်ဆုံးအတိတ်တရားအရှိဆုံးအဲ့ဒီဖြစ်တဲ့အတွက်လူတယောက်ကမွေးရပါအခွင့်ရေးဆိုတာကွန်မြူနတီနိုင်ငံမှာလည်းရှိတဲ့ဒီမိုကရေစီနိုင်ငံမှာလည်းရှိရတယ်စစ်အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံမှာလည်းရှိရတယ်ဘယ်နိုင်ငံဖြစ်ဖြစ်အဲ့တော့ငြိမ်းချမ်းနေတယ်ဆိုရင်အဲ့ဒါလို့လူတယောက်ကအခွင့်ရေးမွေးရပါအခွင့်ရေးအပြည့်အဝဘလောက်ရလဲဆိုတာနဲ့တိုင်းချွာကြည့်ရတယ်ပျော်ပွဲရွှင်ပွဲရှိတိုင်းငြိမ်းချမ်းတယ်ဆိုရင်တော့ငပောက်ရေးပင်ခံလိုက်ရိုးရိုးမခံနဲ့အဲ့ဒီတောင်ကြီးတစ်ဆောင်တိုင်းကွင်းမှာပတ်ပြေးပြီးခံတယ် နော်သိလားအဲ့တော့ဝါရမိုင်းဖြတ်နေတယ်ဆိုရင်အခြားယုတ်တိရှိတဲ့အကွက်တွေဖြတ်နော်ငါပြောသလိုပဲအဲ့ဒီတစောင်းတိုင်ပွဲအဲ့လိုအေးအေးနေနေနေတာစစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့ဒေတာမှာပြုတ်လုတဲ့ပျော်ပွဲရှင်ပွဲတွေအေးအေးဆေးဆေးလုပ်ခွင့်ရှိတာဘဒူလာမပြစ်လို့လေတော်လှန်ရေးဘက်ကလူတွေမပြစ်လို့တော်လှန်ရေးဒီဓမ္မတွေထိန်းချုပ်ထားတဲ့ဒေတာမှာလူစုလူဝေးတာပျော်ပွဲရှင်ရမဟုတ်နော်နာရေးတော့လုပ်လို့မရဘူးသူတို့တာရေးမပြောနဲ့ နာရေးတော်လူစုလူဝဲလုပ်ရင်လေရင်နဲ့ဘုံလာကျဲတာဘဒူတွေလဲအဲ့တော့စစ်ကိုလိုက်ချာနေတာစစ်ကိုမီးမွေးနေတာစစ်ကိုဖန်တီးနေတာဒီတီတူတော်နိုင်ရေးဘက်ကလားမင်းတို့စစ်ခွေးခေါင်းဆောင်ဘက်ကလားထမင်းစားတဲ့လူတိုင်းတည်တယ်ရှင်းလားအဲ့လောက်စစ်နဲ့တတ်မလာနဲ့ငယ်သေးတယ်အပေါ့တည်လားဟမ်ဟမ်ဟာပါငိမ့်ချမ်းနေတယ်အနောက်ကတုတပဲ့တွေကမှမှလကောင်းကမင်းဖြစ်တော့မယ်မှသူတို့ဖြစ်တော့မယ်ဟမ်တားကြောက်တယ်ပေါ့ဟုတ်လားအော်ငါပေါ့ ตาจောက်တာဟမ်จောက်လို့ရှိရင်လည်းကိုနောက်ဆိုဗီဒီယိုခါရိုက်လို့ရှိရင်အဲ့လိုမျိုးမပါစင်ကြည့်ရအဆင်မပြေဘူးမောင်းဆိုမင်းရိုက်မဲ့ကွန်းနန်းကဒီနေရာမှာငိမ့်ချန်းနေပြီဆိုတော့ပြကျင်တာလားပြကျင် free ဖြစ်နေရမယ်လွတ်လပ်နေရမယ်ပေါ့ပါနေရမယ်အေးအဲ့ဒါပါပြရတယ်เนาะငိမ့်ချန်းချိန်မှာလေပါဇက်ကအော်ကြီးအနောက်ကထွက်ပြေးတော့မဲ့ပုံစံဖြစ်နေရမင်းမင်းတော့မကောင်းလို့ပြောတာတိလား support လေးเนาะအေးအဲ့မင်းကစေတနာနဲ့ပြောတာ